မင်္ဂလာနနေခင်းပါခင်ဗျာကျွန်တော်ရန်ကုန်မြို့ရဲ့မင်္ဂလာနနေခင်းလေးရနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဗီဒီယိုလေးတွေမရိုက်တာကျွန်တော်တို့တော်တော်ကြာသွားပြီအဲကျွန်တော်တို့28ရက်နောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်တို့တွေမရိုက်တာ10ရက်ကျော်လောက်ရှိသွားပြီเนาะဒါကြောင့်မလို့ကျွန်တော်တို့ရဲ့နှလုံးသားတွေကျွန်တော်တို့ခံစားရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဗီဒီယိုတွေကျွန်တော်တို့မရိုက်ပါဘူးเนาะဗီဒီယိုဆိုတာကျွန်တော်နေတိုင်းနေတိုင်းကျွန်တော်ရိုက်တာเนาะကျွန်တော်ဗီဒီယိုလေးတွေမှာကျွန်တော်တို့ ကားနဲ့ပတ်သက်တဲ့ဘူးဒူရတွေကျွန်တော်တို့ဘွားတွေရတဲ့သင်ခန်းစာလေးတွေ knowledge လေးတွေကိုကျွန်တော်တို့ sharing အနေနဲ့ video ရိုက်တဲ့အပြင်ကိုကျွန်တော်တို့ကားလေးတွေကိုပြသရောင်းချပြီးတော့ video ရိုက်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ video လေးတွေကိုမရိုက်တာဆိုရင်ကျွန်တော်10ရက်ကျော်သွားပါပြီနော်။ဒါကြောင့်မလို့10ရက်ကျော်နောက်ပိုင်းမှာကျွန်တော်တင်းညံမတိုင်ခင်မှာကျွန်တော်စီမှာလာအောင်အပေးကြတဲ့မိတ်ဆွေတွေကားနဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့မိတ်ဆွေတွေလာအောင်ချက်ဖို့လည်းဖိတ်ခေါ်ပါတယ်။ဒါကြောင့်မလို့ဆိုတော့ကျွန်တော်တို့ဒီနေ့ဆိုရင်10ရက်နေ့ဆိုရင်တော့10ရက်9ရက်10ရက်11ရက်ဆိုကျွန်တော်တို့12ရက်နေ့ကျွန်တော်တို့ မနေ့ပိုင်းကျွန်တော်တို့တပိုင်းပဲဖွင့်ပါတယ်เนาะကျွန်တော်ကုမိုးကားနုပညာ12ရက်နေ့ဆိုရင်ကျွန်တော်နေ့တူပဲဖွင့်ပါ12ရက်နေ့ဖွင့်တယ်12ရက်နေ့ကိုနေ့တူပဲဖွင့်ပြီးတော့ကျွန်တော်73ရက်နေ့ဆိုပိတ်ပြီเนาะတကြံအချိုးအကြအကြအတက်နှစ်ဆန်း1ရက်နေ့ဒီပိတ်တယ်ဒါကြောင့်မို့9ရက်ပိတ်တယ်เนาะ9ရက်ပိတ်တယ်ဆိုတော့ကျွန်တော်နှစ်ဆန်း2ရက်နေ့မှာကျွန်တော်တို့ပြန်လည်ပြီးတော့ဖွင့်လင်းมาဖြစ်ပါတယ်ဒါကြောင့်လဲကျွန်တော်တို့ကားချစ်သူမိတ်ဆွေတွေမြန်မာနိုင်ငံအနှံ့ကားချစ်သူမိဘပြည်သူတွေကိုသိရှိစေရန်ဆိုပြီးတော့ရွေချက်နဲ့ကျွန်တော်ဒီနေ့မှာတော့ဗီဒီယိုလေးတက်လာတာဖြစ်ပြီးတော့ ောက်ရက်တွေမှာတော့ကျွန်တော်တို့ဗီဒီယိုတွေသိရှိတော့မှာမဟုတ်ပါဘူး။ဒါကြောင့်မို့ကျွန်တော်စီမှာအကြံမတိုင်ခင်လာရောက်အားပေးတဲ့မိတ်ဆွေတွေလည်းရှိပါတယ်။ကားသုံးဆွဲသူကားလိုအပ်တဲ့သူတွေလာရောက်ပြီးတော့မိတ်ဆွေတွေဒါဝယ်ယူကြတဲ့အတွက်ကားလေးတွေများစွာကျွန်တော်တို့ရောင်းချပြီးသွားပါပြီနော်။ဒါကြောင့်မို့လို့ကျွန်တော်အကြံနှောင်းပိုက်မှာမှကားလေးတွေကိုပြန်လည်ပြီးတော့ဖြစ်တင်းပြီးတော့ကားလေးတွေများစွာကိုရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။အဲအခုလောလောဆယ်တော့လက်ကျန်ကားလေးတွေကျွန်တော်စီမှာရှိပါသေးတယ်။3600ကျော်ကားလေးတွေကျွန်တော် ် Villa V3 လို့ကားမျိုးလေးတွေ CV လုံးနဲ့ကားလေးဆိုလို့ရှိရင်တိန်း6ကျော်နဲ့ကားလေးရှိတယ်လို့ကျွန်တော်အတွင်းထဲမှာစလုံးကားလေးတွေလည်းရှိပါသေးတယ်ဒီကားလေးလိုအပ်တယ်ဆိုရင်တော့ကြံမတိုင်ခင် ခီးသွားမဲ့မိတ်ဆွေတွေအဲလိုအပ်တဲ့မိတ်ဆွေတွေလို့ပြောလို့ရတယ်เนาะကျွန်တော်အခုချိန်မှာတော့ကားလေးတွေကိုတီးတန့်ရောင်းချခြင်းကတော့ကျွန်တော်အားနာရတဲ့အတွက်တီးတန့်အများကြီးတော့ရောင်းချပြသပြီးတော့เนาะကျွန်တော်ဒီမှာရှိတဲ့ကားလေးရှိမယ်ကျွန်တော် Switch GLA လို့ကားမျိုးလေးတွေပြီးသွားရင်တော့ Sinova BIC ဒီ90လိုကားမျိုးလေးတွေအဆူတကီ CS ရုပ်ပြောင်းလေးတွေရှိမယ်ပြီးတော့ရင်တော့ Honda Fit G စစ်လေးဆိုတော့တစည်းကြံသေးမယ်အပြီးတော့ရင်တော့ Chevrolet Spark လေးရှိမယ်အသိန်း600ဝန်းကျင်လေးတွေမှာကျွန်တော်တို့ BYD အ sorry အကျွန်တော်တို့ Dianne EV လိုကားမျိုးလေးတွေ EV ကားလေးဆိုတော့သိန်း600ကျော်မှာရရှိမယ် EV ကားလေးတစည်းရှိမယ် 5S နဲ့ဘကိုးလိုက်စင်နဲ့ရရှိမယ်ကားလေးအဖြူအောင်လေးတစည်းရှိမယ်အဲ့တော့ဒီမှာတော့ကျွန်တော်တို့ကိုမိုးကားနုပညာရဲ့ရှိုးတော့အမှတ်တက်မှာတော့ရရှိမဲ့ကားလေးတွေ3000ကျော်နဲ့ CS ရုပ်ပြောင်းလေးတွေတထောင်စွန်းစွန်းလေးမှာရရှိမဲ့ပြင်ကို3800ကျော်မှာဒီ90 D50 လိုကားမျိုးစလွန်ကားလေးတွေရရှိမဲ့ပြီးတော့ရင်3800အစွန်ပိုင်းလေးမှာ Switch GLX လိုကားမျိုးလေးရရှိမှာဖြစ်ပါတယ်အဲပြီးတော့ရင်တော့ကျွန်တော်အောက်ပိုင်းမြင့်မြင့်ကားလေးတွေသုံးဆွဲလို့လိုအပ်တဲ့မိတ်ဆွေတွေနော်အဲ့လိုပြောလို့ရတယ်နော်လိုအပ်တဲ့မိတ်ဆွေတွေလာဝယ်ယူပါလို့ပြောပြောကြလို့ပါတယ်ခင်ဗျာကျွန်တော် show room အမှတ်1ကတော့ကျွန်တော်တချံကျော်မှာတော့ show room အမှတ်2ကကားလေးတွေကိုကျွန်တော်နဲ့တူ like ကြည့်ပေးပါဦးခင်ဗျာအားလုံးရှင်လန်းချမ်းမြေ့ကြပါစေ အဲကျွန်တော်စီမှာတော့အောက်ပိုင်းမြင့်မြင့်ကားလေးတွေကတော့အခုလောလောဆယ်ရှိနေတဲ့ကားလေးတွေကတော့ကလူကာ Toyota ကလူကာလိုကားလေးတွေရရှိမယ် Nissan Qashqai လိုကားမျိုးလေးတွေရရှိမှာဖြစ်ပြီးတော့တိန့်တဆောင်အောင်လေးတွေမှာတော့ကလူကာလေးရရှိမယ်နော်အဲပြီးတော့ရင်တော့ကျွန်တော်တို့အခြားကားလေးတွေအောက်ပိုင်းမြင့်မြင့်နဲ့ Jador ဆိုလို့ Jador XMD လိုကားမျိုးတွေလည်းရရှိမှာဖြစ်ပါတယ်ကဲကျွန်တော်နဲ့တူလိုက်ကြည့်ပြပါဦးအဲ့တော့အောက်ပိုင်းမြင့်ကားလေးတွေထဲမှာတော့ဂျက်တော့ကားလေးတွေရှိမယ် အဆိုးဒီ7လို့ကားမျိုးလေးတွေရရှိမှာဖြစ်ပါတယ်เนาะဒီကားလေးတွေမှာတော့ရွှေဦးရောင်နဲ့ဂျက်တော်လေးတွေရောအစ်စ်ရောက်ရှိတဲ့ကားလေးတွေရှိမယ်ပြီးတော့ရင်တော့ကျွန်တော်ဆိုးဒီ7လို့ကားမျိုးလေးတွေကျွန်တော်အစ်စ်ထက်မှရောက်ရှိရဆိုရင်တော့နှစ်စီးလောက်ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်အဲဒါကြောင့်မလို့အကြံမတိုင်ခင်မာကားလေးတွေတုံးဆွဲဖို့လိုအပ်တဲ့မိတ်ဆွေများလာရောက်ကြည့်ရှုပြီးတော့ဝယ်ယူနိုင်ပါတယ်ခင်ဗျာတကယ်တုံးဆွဲလို့အဆင်ပြေတဲ့သူတွေတုံးဆွဲပြီးတော့အဆင်ပြေနိုင်ကြပါသေးခင်ဗျာအဲကုမိုးကားမျိုးပညာ ဗီဒီယိုလေးမရိုက်တာလဲကြာပြီเนาะဗီဒီယိုလေးမလာတာကြာပြီဒါကြောင့်မလို့အကျိုးတစုံတရာရရှိကြပါစေကျွန်တော်ဗီဒီယိုလေးကနေပြီးတော့တစ်ဆင့်အေဂျင့်မှုတွေခန်းစားနိုင်ကြပါသည်လို့ဆုမွန်အောင်တောင်းလိုက်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးဘေးမျိုးမျိုးဂျန်မျိုးမျိုးကနေကင်းစင်ကြပါသည်လို့ကျွန်တော်တို့ကျွန်တော်တို့ကိုယ်တိုင်လဲเนาะကျွန်တော်တို့တက်နိုင်သမျှကျွန်တော်တို့ငွေအားလူအားဖြင့်ကျွန်တော်တို့များစွာများစွာအကူအညီမှုတွေပူတန်းမှုတွေကိုများစွာဆောင်ရွက်နေရဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ page လေးတွေကိုကြည့်ရင်သိနိုင်ပါတယ်ခင်ဗျာ Okay. ကျွန်တော်တို့ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ကြံမတိုင်ခင်တားသုံးဆွဲဖို့လိုအပ်တဲ့မိတ်ဆွေတွေဒါကိုကြည့်ရှုဝယ်ယူနိုင်စေရန်ကျွန်တော်တင်ဆက်လိုက်ပါတယ်ခင်ဗျာအားလုံးအေဂျင့်ရဲ့နေ့ကလေးတွေကိုနေ့စဉ်နေ့တိုင်းပိုင်ဆိုင်ပြီးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးဂျီလိုအေးလိုပန်းလိုချမ်းမြေ့ကြပါစေစိတ်နှလုံးတွေအေးချမ်းကြပါစေလို့ဆုမွန်အောင်တောင်းရင်းနဲ့ကုမိုးကားနုပညာနဲ့ပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးအေးချမ်းကြပါစေခင်ဗျာအားလုံး